တင်မောနှမြုံမှုနှစ်ခုတွင်ယိုဟင်ဂျာလေးရကြော်ရည်နှစ်တေဆုံးနိုင်ကြောင်းလာဆိုရင်နေမြန်မာမမွတ်စလင်လူနေစုယိုဟင်ဂျာအ ਨੇ ဆုံးလေးရ29ဦးသည်မေလ9ရက်နေ့နှင့်10ရက်နေ့တွင်ဖြစ်ပွားသည့်တင်မောနှမြုံမှုနှစ်ခုတွင်တေဆုံးခဲ့နိုင်ကြောင်းကုလသမဂ္ဂပြောသည်ထိုဖြစ်ရနှစ်ခုသည်အတည်ပြုနိုင်ပါကယခုနှစ်အတွင်းလက်ရှိအချိန်ထိယိုဟင်ဂျာများပါဝင်သည့်အသေးအပြောက်အများဆုံးပင်လယ်ပြင်မှကြေကွဲเสียရဖြစ်ရဟုကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံဒဆူရီကတောကြာနေ့ကကြေညာချက်တစောင်းလင်ပြောသည် ကနဦးတရင်များအရလူ269ဦးတည်ဆောင်လာသည့်တင်မောသည်မေလ9ရက်နေ့တွင်နှမြုပ်ပြီး66ဦးသာလွတ်မြောက်ကာယိုဟင်ဂျာ249ဦးတည်ဆောင်လာသည့်ဒုတိယတင်မောသည်မေလ10ရက်နေ့တွင်တိမ်းမောက်ပြီးလူ21ဦးသာရှင်ကျန်ကြောင်းဒဇူရာပြောသည်တင်မောပေါ်တွင်လိုက်ပါလာသည့်ယိုဟင်ဂျာများသည်ဘင်္ဂလားဒေ့ရှ်မှကြီးမားလာသောကော့စ်ပဇာဒုက္ခသည်စခန်းများမှသို့မဟုတ်မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်မှထွက်ပြေးလာသည်ဟုထိုကြေညာချက်တွင်ဖော်ပြထားသည်မြန်မာတွင်ဆယ်စုနှစ်ချီဖိနှိပ်ခံရပြီးနောက် ယိုဟင်ဂျာထောင်ပေါင်းများစွာသည်အသက်ဆုံးပြီးဖိနှိပ်မှုနှင့်ပြည်တွင်းစစ်မှနှစ်စဉ်ထွက်ပြေးကြပြီးအများအားဖြင့်ကြုံတလို့လှုပ်ထားသည့်တင်မောများနှင့်ပင်လယ်ပြင်ကိုဖျက်ကူးကြသည်နာလူမှုကွန်ရက်ပို့စ်တစ်ခုတွင်ဒဇီရက်မဟာမင်းကြီးဖိလစ်ပိုဂရန်ဒီကထိုကြေကွဲเสียရာဖြစ်ရက်နှစ်ခုတည်င်းသည်ယိုဟင်ဂျာတို့၏မျောလင့်ချက်ကင်းမဲ့သောအခြေအနေနှင့်စာနာမှုအကူအညီပြောကြလာသောကြောင့်ဘင်္ဂလားဒေ့ရှ်မှဒုက္ခသည်များရင်ဆိုင်ရသည့်အချက်အသေးကိုတတိပေးခြင်းဖြစ်ကြောင်းပြောသည်လူသားချင်းစာနာမှုအဖွဲ့အစည်းများသည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဆိုရနှင့် အခြားနောက်နိုင်ငံများကရုရှားနှင့်တရုတ်အားစိုးရိမ်မှုများကြောင့်ကာကွယ်ရေးအသုံးစရိတ်ကိုဦးစားပေးနေပြီးရန်ပုံငွေဖျက်တောက်သောကြောင့်အထိနာနေသည်ဘင်္ဂလားဒေ့ရှ်ရောက်မြန်မာမှထွက်ပြေးလာသောရိုဟင်ဂျာများပါတူညတည်ငြိမ်ရေးအတွက်ဒဆုရသည်ရန်ပုံငွေထောက်ပံ့ရှာနေသည်2025ခုနှစ်အတွက်ဒေါ်လာ383သန်းတောင်းခံမှုအတွက်လက်ရှိအခြေအနေတွင်30ရာခိုင်နှုန်းရရှိထားသည်ဟုအထက်ပါအေဂျင်စီပြောသည် Like and comment